မန်စီးတိုက်စစ်မူဟာလန်ဟာအင်္ဂါနေ့ညကဖူဟန်ကို9ဂိုး4ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာတကိုးသွင်းယူနိုင်ခဲ့ပြီးအလန်ရှီးယားကိုကြောဖြတ်ကပရီးမီးယားလိတမိုင်းတက်လျှောက်ဂိုး100အမြန်ဆုံးသွင်းယူနိုင်တဲ့ကစားသမားအဖြစ်စံချိန်တင်ခဲ့ပါတယ်။ဟာလန်ဟာဖူဟန်နဲ့ပွဲပွဲချိန်18မိနစ်မှာအပြင်ကန်သွင်းချက်နဲ့ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဟာလန်ဟာအရင်ကဂိုး100ပြေးဖို့124ပွဲကစားခဲ့ရတဲ့ညူကာဆယ်တိုက်စစ်မူဟာအလန်ရှီးယားရဲ့စံချိန်ကိုဂိုး100ပြေးဖို့112ပွဲနဲ့ချိုးဖြတ်နိုင်ခဲ့ပါတယ်။ သူဟာ2022ခုနှစ်ဇူလိုင်လမှာဒေါမွန်သင်းကနေမန်စီးရီကိုရောက်ရှိလာခဲ့ပြီးနောက်ပရီးမီးယားလိဆန်ချိန်ပေါင်းများစွာကိုချိုးဖျက်နိုင်ခဲ့ပါတယ်။အဆိုပါနော်ဝေတိုက်စစ်မှူးဟာအွန်နရီအဂွဲရိုနဲ့ဆာလက်တိုလိုကဏ္ဍဝင်တိုက်စစ်မှူးတွေကိုကြော်ဖြတ်ကဂိုးတရာအမြန်ဆုံးသွင်းယူနိုင်သူဖြစ်လာခဲ့တာပါ။ပရီးမီးယားလိဂိုးတရာသွင်းယူနိုင်ဖို့အွန်နရီက142ပွဲအဂွဲရိုက148ပွဲနဲ့ဆာလက်က162ပွဲကစားခဲ့ရပါတယ်။ ဖူအန်နဲ့ပွဲမှာဂိုးသွင်းယူနိုင်ခဲ့တာကြောင့်ဟာလန်ဟာအခုရသည်ပရီးမီးယားလိဂိုးသွင်းစရာမှာထိတ်ဆုံးကနေပြတ်သက်ဦးဆောင်နေပြီးလိဂိုး55ဂိုးသွင်းယူထားပါတယ်။ဟာလန်ဟာဖလားသုံးလုံးရခဲ့တဲ့2022-2023ရာသီမှာလည်းပရီးမီးယားလိ36ဂိုးသွင်းယူခဲ့က38ပွဲအများဆုံးကစားရတဲ့တရာသီအတွင်းဂိုးသွင်းအများဆုံးကစားသမားအဖြစ်စံချိန်တင်ခဲ့ပါတယ်ရှင်။